မင်္ဂလာပါရှင်ဒီတစ်ခေါက်ဖတ်ပြပေးမယ့်ဝိထုတိုကတော့ဆ iam မတမ်းမြင်အောင်ရဲ့တရံမဲ့တုတဲ့ဝိထုတိုစုတဲကတက်ရောက်မှုများဤပမာဏဖြစ်ပါတယ် တက်ရောက်မှုများ၏ပမာဏနာမည်ပြတ်တယ်ဆိုတာလွယ်မှတ်လို့လားနာမည်ဆိုတာဘယ်တော့မှသူ့လိုလိုနေမပြတ်ဘူးကို့အပေါ်ဂယုတဆိုင်နဲ့တေတေချာချာလိုက်ဖြတ်ပေးမဲ့လူရှိမှပြတ်လို့ရတာဘာမှမလုပ်လို့ဘာမှမဖြစ်ပဲဘသူကမှခင်မဆိုင်တဲ့လူတယောက်ဟာဘယ်တော့မှနာမည်မပြတ်ဘူးဆိုတာတော့ရှင်တို့လည်းသိကြမှာပါနော် အခုကျမနာမည်ပြတ်နေပြီ။ ဒါပေမဲ့အဲ့ဒီကိစ္စဟာတိတ်တော့မစားတာလှဘူးခဏခဏမျက်ရည်ကျရတယ်ဘာရဲ့ငိုတယ်ဆိုတာပျော့ညံ့လို့တတိမရှိလို့အရှုံးပေးတာဟုတ်လားအဲ့ဒီလိုတတိမရှိရင်ပျော့ညံ့ရင်အရှုံးပေးရင်ငိုကြရောလားကျမကတော့အဲ့ဒီလိုကြီးမဟုတ်ပါဘူးရင်ထဲမှာနာကျင်လာတဲ့အခါမခံကျင်စိတ်တွေပြင်းထန်လာတဲ့အခါဒေါသတွေမာမာနတွေချိုးမရနှိမ်မရခေါင်းထောင်ထလာတဲ့အခါအဲ့ဓာရီကို ကိုနှလုံးသားထဲမှာတင်စီစီညက်ညက်ကြီးအောင်ကြိတ်ချေပြီးအရင် စစ်ထုတ်ပြလိုက်တဲ့သဘောပါအဲ့ဒါကိုငိုတယ်ဆိုရင်တော့ကျမငိုတယ်ပေါ့မကြာခဏကိုငိုနေရတယ်ပေါ့တကယ်တော့ငိုလို့သာငိုနေရတယ်ရေစရာတော့အကောင်းသာရှင်ဘလို့ဘလို့နားတွေရှုပ်ကုန်ပြီဟုတ်လားဟုတ်တာပေါ့ကျမပြောတာကလည်းမရှင်းမရှင်းကြီးကိုဒီလိုပါရေစရာကောင်းတယ်ဆိုတာက ကျမရဲ့ငိုးဘုံငိုးနီးကို ပြောတာပါငိုးကလည်းငိုးချင်းအကြီးကဲတယောက်ဖြစ်တဲ့ကိုငိုးတာကိုလည်းဆက်ယုံနေကအလौတမားတွေတိမာဆိုတော့ဟောဒီကိုပိုင်းစတိုခန်းကလေးတဲ့ပြေးပြေးပြီးပုံငိုရတဲ့အဖြစ်ကိုပြောတာပါ အခုလဲကျမငိုးပြီးကာစားရှိသေးတယ်ဟောဒီစတိုခန်းကလေးတဲ့ရှင်တို့လှည့်ပတ်ကြည့်လိုက်စမ်းပါဟိုးနောက်ဖက်ထောင်ထဲမှာလောလောဆယ်ချုပ်ဖို့မလိုသေးတဲ့အထည်အလေးတွေရှိတယ်ဆက်ပစ္စည်းတွေချို့ရင်းရင်တက်စင်ဖို့အပိုပစ္စည်းတွေရှိတယ် လျှက်စစ်ဆိုင်ရာအဖိုးတန်ပစ္စည်းတွေရှိတယ်။နိုင်ငံတကာအစ်စ်မီနမူနာပုံစံထည်တွေရှိတယ်။ပြီးတော့ပက်ကင်မဖွင့်ရသေးတဲ့နိုင်ငံခြားအချုပ်ဆက်ကောင်းသစ်ဆက်ဆက်တွေရှိတယ်။ပြီးတော့ကျမရဲ့ပေါန်တာဘူးနဲ့မှန်ရှိတယ်။ကျမကကျော်စီရကိုယုံပြီးဒီဆက်ယုံကိုရောက်လာတာပေါ့။သူကကျမရဲ့ငယ်တငယ်ချင်းတအားယိုသားပြီးတစ္ဆာရှိတဲ့ကောင်ပေါ့။ကျမတို့အုပ်စုထဲမှာ အချို့တဲ့ဆုံးတငယ်ချင်းမို့ကျမတို့ကကျောင်းစီကအစ ထောက်ပံ့ကူညီပြီးတွဲခေါ်လာတဲ့တငယ်ချင်းပေါ့အခုအသက်ရွယ်ရလာလို့စီးပွားရေးနယ်ပယ်ထဲဝင်တော့သူကတကားဖွင့်စီးပွားရေးစနစ်မှာနိုင်ငံသားကစီးပွားရေးလုပ်ငန်းရှင်လူမျိုးခြားတယောက်နဲ့ဆက်သွယ်မိပြီးအဲ့ဒီလုပ်ငန်းရှင်ရဲ့မြန်မာနိုင်ငံကတူဦးဒီသောကိုယ်စားလှယ်မန်နေဂျာဖြစ်သွားတယ်။နိုင်ငံသားက လူမျိုးခြားတစ်ထည့်ကတလားမှတစ်ခေါက်လောက်တောင်မရဖြစ်ပဲဖုန်းနဲ့ပဲဆက်သွယ်ညွှန်ကြားပြီးအလုပ်လုပ်တယ် ကျော်စီရက သူ့အတွက်လုံးဝစိတ်ချနေရတာကိုအဲ့ဒီမှာကျော်စီရကလည်းဆက်ယုံကြီးတယုံလုံးကလူတွေပစ္စည်းတွေနဲ့လုပ်ငန်းတွေကိုကြည်ပြီးဘဝင်မကြစရာဖြစ်လာတယ်နဲ့တူပါရဲ့အပြင်မှာရှိတဲ့တငယ်ချင်းတွေကကျမကို သူ့ရဲ့လက်အောက်ကအုပ်ချုပ်ရေးမှူးယာတို့ပေးပြီးခေါ်ရာကနေကျမဆက်ယုံနဲ့ရောက်လာရတော့တာပဲကျမရဲ့တာဝန်ကဆက်ယုံတယုံလုံးကိုအုပ်ချုပ်ဖို့နဲ့စတိုခန်းပစ္စည်းတွေထိန်းသိမ်းပေးဖို့ စတိုကန်းကို ကျမတယောက်ကလွဲပြီးကျန်တဲ့သူတွေဝင်ခွင့်မရှိဘူးဆက်ယုံအလုံသမားတွေအတွက်တော့ရခင်ကလေးကရှိနေတဲ့ကြီးကျယ်ရင်မူ၂ယောက်နဲ့လက်ထောက်ကြီးကျယ်ရင်မူ၁၀ယောက်ရှိတယ်သူတို့ရဲ့အုပ်ချုပ်မှုအောက်မှာဆက်သမား operator 300နဲ့အထွေထွေအလုံသမား helper 300ကျော်ရှိတယ်ကျမတို့ဆက်ယုံရဲ့တာဝန်က နိုင်ငံခြားကလုပ်ငန်းရှင် Mr. Chan တင်ပို့လိုက်တဲ့အထည်လေးတွေကိုဒီမှာညှက်ချုပ်ပြီး ပကင်ပုံးတွေတဲ့ပိတ်ပြီးနိုင်ငံသားကိုပြန်ပို့ပေးရတဲ့တာဝန်ဖြစ်တယ်။အဲ့ဒီစက်ယုံတွင်းကကိစ္စတွေအတွက်မန်နေဂျာရုံးကမှတီးတန့်ထိုင်တဲ့မန်နေဂျာနဲ့ဆက်သွယ်ဆောင်ရွက်ရတဲ့တဦးဒီတော်ပြောရေးဆိုခွင့်ရတဲ့ပုံကိုကတော့မန်နေဂျာရဲ့အုပ်ချုပ်ရေးမှူးဖြစ်တဲ့ကျမတယောက်တည်းပေါ့။စက်ယုံမရောက်ခင်ကတော့အဲ့ဒီတာဝန်ကြီးရဲ့ကိုရတဲ့နေရအနေထားရဲ့ကကျင့်နေเสียပေါ့။ပြီးတော့ကိုတွဲလို့ရမယ့်မန်နေဂျာက ကိုတငယ်ချင်း ဒါပေမဲ့ဆက်ယုံနဲ့ရောက်ပြီးမကြခင် ကျမငိုရတော့တာပဲအချိန်နေနဲ့အချိန်ခါကိုလိုက်ပြီးအယောင်ပြောင်းလဲတတ်တဲ့ကိစ္စဟာကျမတို့ရဲ့ဓာတ်တည်ငွေချင်းတွေအတွက်မဟုတ်ဘူးလို့ယုံကြည်ထားတဲ့ကျမအတွက်သင်္ကန်းစာတစ်တွေကြက်မှတ်ဖြစ်တော့တယ်တနေ့မှယုံကူကောင်းလေးကကျမကိုလာခေါ်တာနဲ့ကျမမန်နေဂျာရုံးခန်းကိုရောက်သွားတယ်ရုံးခန်းရောက်တော့မန်နေဂျာစပွဲရှိမှကျမရက်ပြီး ကျမကိုခေါ်တယ်ဆိုလို့အတန်ပြုတ်လိုက်မှ သူ့ရှိမှလူတယောက်ရှိနေပါလားလို့သိသွားပုံပေါ်တဲ့မန်နေဂျာကထိုင်းကျွန်တော်နည်းနည်းဆွေးနွေးစရာရှိလို့ခေါ်ခိုင်းလိုက်တာအဲ့ဒါလို့ပြောပြီး15မိနစ်လောက်ကြာအောင်ခိုးစားအုပ်လှမ်းဒီစားအုပ်လှမ်းဇပွဲအန်ဆွဲကိုဖြွင့်အထဲမှာဖြွားပြန်ပိတ်အန်ဆွဲအောက်ကဗီဒီယိုတကားလေးကိုတော့နဲ့ဖြွင့်တကားကိုဟာကြည့်ပြီးတော့ပြန်ပိတ်ကျမကိုခေါ်တဲ့ကိစ္စဟာအဲ့ဒီအဖွင့်အပိတ်တင်နဲ့ဘလို့ပတ်သက်နေသလဲတော့မသိဘူးကျမကသူ့မျက်နှာရိပ်မျက်နှာကဲကိုလိုက်ကြည့် ူပါပြောမလဲနားဆွင့်သူနဲ့ကျမရဲ့အနေဒါဟာလွဲချော်နေတာတော့အမှန်ပဲကျမဟာသူ့ရှေ့ရောက်ရင် အလိုလိုတိမ်ငယ်သွားပြီးအထက်အရာရှိရဲ့ရှေ့မောက်ကလက်အောင်ငယ်သားလေးရဲ့ကျွန်းတော်မှုမျိုးအလိုလိုဖြစ်သွားတယ်ဒါဟာကျမဘက်ကလှုပ်ရှားမှုမှန်ကန်ပါတယ်သူကသာ လိုအပ်တဲ့ရင်းနှီးလိုက်လဲမှုပြဖို့တာဝန်ရှိတယ်လို့ကျမယူဆတယ်အတော်လေးကြာမှသူကငါးသုံးလုံးတလိုက်ကိုမင်းညင်နဲ့ ျွန်တော်လဲစိတ်ကမ်းမှာကွန်တိန်နာကိစ္စတွေလိုက်နေရတာတစ်ပတ်လောက်ရှိတယ်။အော်ပရေတာ9ယောက်အထွက်စီးရင်တွေ့တယ်။ဘာဖြစ်လို့လဲ။အဲ့ဒီနေရာမှာအစားဝင် ချုပ်ဖို့ဘယ်ကအော်ပရေတာအတိရှာလို့ရမလဲ။စိတ်ယုံတွေကသူ့ထက်ကအပြိုင်ဖြစ်နေတော့အော်ပရေတာကရှားတယ်ဗျ။ကျမအဲ့ဒီဆက်အလွတ်တွေမှာချုပ်ဖို့ helper တဲကနည်းနည်းတော်မယ်ထင်ရတဲ့ကလေး9ယောက်ကိုတင်ပေးဖို့ super ကြီးကြပ်ရင်မှုတယောက်ကို တာဝန်ပေးထားပါဗျ။ဖြစ်ပါမလားဗျ။တော်တော်နဲ့တက်ပါမလား။နှစ်ပတ်လောက်ဆိုကောင်းကောင်းတက်သွားမှာပါ။ သူတို့လည်းမျက်စီရည်နားရည်ဝပြီးသားပဲအပြင်ကလာရှောက်မဲ့ operator ကိုရက်အကန့်အသတ်မရှိမတိချာနဲ့မျောလင့်ချက်မျိုးနဲ့စောင့်နေရမှာထက်ဆိုင်ကိုစက်ယုံတွင်ကအတက်ပညာရှင်အစ်စ်တွေနဲ့ထပ်ပြီးမွေးထုတ်လိုက်တာဟာကျမတို့စက်ယုံအတွက်ရောကလေးတွေအတွက်ပါအကျိုးရှိပါတယ်လူအပ်ရင်ကျမကိုယ်တိုင်ဝင်ပြီးတင်ပေးပါမယ်အင်းလေခမရနန်းနိုင်နေနေဂိုင်းတွင်နိုင်ပြီးတာပဲစက်ယုံနဲ့ပတ်သက်ပြီးဘာပြောစရာရှိသေးလဲကျမတခုလောက်တင်ပြခြင်းနဲ့ အဲအဲ့ဒါလဲဦးကျော်စီရတတ်နိုင်တဲ့ကိစ္စပါ ပြောပါအဲ့လိုသမားတွေကိုလစာတိုးပြီးစီခြင်းပါတယ်အခုချိန်မှာကလေးတွေစားဝတ်နေရင်းနဲ့ဇီးစကားအတွက်အချို့ဆိုမလောက်မငါဖြစ်နေကြပါတယ်အလုထွက်သွားတဲ့ကလေးတွေကိုကျွန်မလေးလာကြည့်တော့လဲအဲ့ဒါမျိုးတွေတွေ့ရတယ်ကားခါတွေကဈေးတက်လာတော့ရဲဝေးကလာရတဲ့ကလေးတွေအတွက်သူတို့လမ်းဈေးကပဲတနေ့တနေ့မနေတော့လာလို့ရတာမကြိုက်ဘူးဖြစ်နေတယ် လစာတိုးတာကပြောတော့လွယ်တယ်ဗျတယုံလုံးအတွက်ဆိုတလာတလာတင်းချီပြီးကုန်ပါဒီကိစ္စကကျုံနေမပြီးဘူးမစ္စတာချန်းကိုပြောကြည့်ရမှာပဲတိတ်တော့မလွယ်ဘူးထင်တယ်မစ္စတာချန်းကလည်းသူများဆက်ယုံတွေနှုံးကိုတိထားတော့ပို့ပေးခြင်းမှမထင်ဘူးသူများဆက်ယုံနဲ့ကျမတို့ဆက်ယုံနဲ့လုပ်ငန်းလေပတ်ပုံချင်းမတူတာကိုဥကြောင်စည်းရောမစ္စတာချန်းမှသိပါတယ်တခြားဆက်ယုံတွေကုမ္ပဏီတွေကတွင်းကုံထုတ်ကုံကိစ္စတွေမှာအကျိုးမြတ်ခန်းစား권ကကျမတို့နဲ့ကွာပါတယ် ဥမာတို့နိုင်ငံကပစ္စည်းကိုကျမတို့နိုင်ငံကိုတင်သွင်းရောင်းချတာမျိုးကျမတို့နိုင်ငံကကုန်ကျန်းတွေနဲ့ချုပ်လုပ်ပြီးတို့နိုင်ငံကိုတင်ဖို့ရောင်းချတာမျိုးဆိုရင်နိုင်ငံရေးအရာရောစီးပွားရေးအရာပါကျမတို့နိုင်ငံနဲ့လူမျိုးအတွက်တစုံတစ်ခုသောအကျိုးအမြတ်နဲ့တင်ကျင့်တဲ့ရောင်းရဲစရာကောင်းပါတယ်အခုကျမတို့စက်ရုံရဲ့ကုန်ထုတ်လုပ်မှုကတို့စီကပို့လိုက်တဲ့အထည်လေးကိုလက်ခစာညှက်ပြီးချုပ်ပြီးကိုပိုင်ရောင်းဝယ်တက်ဆင်ခွင့်မရှိပဲအတင်းထွက်လာတဲ့ကုန်ချောကိုပြန်ပို့ရတာဆိုတော့ လှုပ်အားခဈေးတက်တက်တတရှိနေလို့ဆိုတာထင်ရှားပါတယ်။ဒါကြောင့်ကျွန်မဒီကိစ္စကိုအကြံပြုတာပါ။ပြီးတော့ကျွန်မ operator အစ်စ်တွေမွေးထုတ်ချင်တာကလည်းသူတို့နိုင်ငံကကျွန်မတို့လူမျိုးရဲ့လှုပ်အားခကိုလာပြီးရယူသလိုကျွန်မတို့ကလည်းသူတို့ရဲ့အတတ်ပညာကိုပြန်လည်ရယူပြီးကိုယ့်လူမျိုးတွေကိုအတတ်ပညာရှင်ဖြစ်အောင်ဖန်တီးပေးချင်တာပါ။ကောင်းပြီလေ။ခမရသဘောထားကိုကျွန်တော်လက်ခံပါတယ်။ဒီညမစ္စတာချန်စီကဖုန်းဝင်လာရင်အဲ့ဒီကိစ္စကိုကျွန်တော်တင်ပြလိုက်ပါမယ်။ ောက်ပါအထွေထွေလုံသမားတယောက်ကို လာစာ2000ကနေ3000 operator ဆက်သမားတယောက်ကို သူ့ဘာသာရဲ့အလိုက်လုံအားခနှစတက်ပြီးတတ်မှတ်ကြောင်းကို manager ကိုတိုင်းစာထုတ်ပြီးစက်ယုံနဲ့လာကြီးညာလိုက်တဲ့အချိန်စက်ယုံတယုံလုံးဝမ်းသာစူညံသွားကြပြင်မဲ့အဲ့ဒီကဏ္ဍမှာ ကျမပါဝင်ကြောင်းဘသူမှမသိလိုက်ကြပါဘူးစက်ယုံနဲ့မှအထည်ညှက်ဌာနအထည်ချုပ်ဌာနနဲ့အထည်ထုတ်ပိုးဌာနဆိုတော့ ပင်မဌာန၃ခုကိုသက်ဆိုင်ရာကြီးကြပ်ရေးမှုတွေကအုပ်ချုပ်ရပြီးသူတို့ကိုင်တဲ့စီးရင်စရာတွေကို ကျမကတလားတခါစစ်ဆေးပြီး မန်နေဂျာစီတင်ပေးရတယ်။အဲ့ဒီစီးရင်တွေနဲ့ပတ်သက်ပြီးလစာတိုးပြီးရလာမှာပဲကျမပြည်တနာစတတ်တော့တာပဲ။ကျမတင်ပေးလိုက်တဲ့လကြုပ်စီးရင်တွေကိုစစ်နေရင်မန်နေဂျာကကျမကိုခေါ်ခိုင်းတယ်။ခတိုင်းလိုပဲစကားအေးအေးတတပြောလိုက်မယ်လို့ထင်ခဲ့တဲ့ကျမဟာသူ့အမူအရာကြောင့်တအံ့တအောနဲ့ခံပြင်းသွားတယ် ကျမရောက်သွားတာနဲ့သူက အထယ်ထွက်နှုံးစင်းရင်းစာအုပ်ကိုစိတ်ဆိုးမှန်ဆိုးနဲ့ကြိုင်ပြီးအာကုံလွှဲပေါက်လိုက်တယ်။အဲ့ဒီစာအုပ်ဟာပွင့်လျက်သားနဲ့ရုံခန်းထောက်မှာဖျို့ဖျဲလွင့်စင်ကျသွားတယ်။ကျမကရင်ထဲကဒေါသကိုချိုးနေပြီးစပွဲပေါ်တွားောက်ပြီးတင်ပေးဖြစ်အောင်ကြိုးစားနိုင်လိုက်တယ်။သူကကျမတင်ပေးလိုက်တဲ့စာအုပ်ကိုလက်ဖွားနဲ့တဘုံဘုံပုတ်ရင်းကကျမမမျှော်လင့်တဲ့စကားလုံးတွေကိုဒေါသတကြီးနဲ့ပြောချလိုက်တယ်။ ခမရကျုပ်တို့ဆက်ယုံစီးပွားရေးဈေးကွက်ကိုရိုက်ချိုးနေတာလားရှင်ခမရပုံကောင်းကောင်းပြောပြီးကျုပ်ကိုကြောက်ထဲတွန်းချနေမှကျုပ်အစကမသိဘူးဦးချိုဈေးကပြောတာတွေကျမဘာမှနားမလဲဘူးကျမကိုရှင်းရှင်းလင်းလင်းပြောပါခမရလာကျုပ်ဈေးတွေကိုခမရပြန်ကြည့်ပြီးလားအထွေထွက်နှုံးတွေတအားယော့နေတယ်ခါတိုင်းတစ်နေ့ဓာစင်တစ်ထောင်ထွက်နှုံးကနေ900အထိယော့ကြသွားတယ်တစ်လလုံးဆိုဘလောက်တောင်ယော့သွားပြီလဲတွက်ကြည့်စမ်းပါခမရတစ်လလုံးဆက်ယုံနေမှာဘာလုပ်နေလဲ ဒီလောက်အထည်တွေရော့တာခမရမသိဘူးလားအဲ့ဒါစူပါရီရဲ့အလုပ်ပဲသူတို့ကိုယ်တိုင်ကြီးကြပ်နေတဲ့စက်တန်းတွေကအထည်ထွက်နှုံးကိုကျမကကြော်ပြီးမသိနိုင်ပါဘူးလို့ပြောလိုက်ရင်စူပါခွန်နှစ်ယောက်ပါအစ်စ်ပါလာအောင်မှာမို့ကျမပြောမပြဖြစ်တော့ဘူးခမရပုံပြောကောင်းတာနဲ့ကျုပ်ကတွေးကြပြီးမစ္စတာချန်းကိုလစာတိုးပေးဖို့ဘလောက်အတိုက်ခံပြောခဲ့ရတယ်မှတ်လဲနောက်ဆုံးသူက ကျုပ်ဘက်ကအထည်ထွက်နှုံးဒီထက်တိုးအောင် ဆောင်ရွက်ပေးရမယ်တဲ့ အထယ်များများထွက်မှ तू လဲအကျိုးမြတ်များများရမှာနှစ်ဦးနှစ်ဖက်အဆင်ပြေမှာပေါ့ तू ပြောတာညှက်တာပါတယ်အဲ့ဒီလိုနဲ့ခမရပြောတဲ့ပုံစံဖြစ်အောင် ကြုတ်လို့ယူခဲ့ရတာအစကရှင်အဲ့ဒါတွေကြုတ်ပြောထားပါလားလို့ကျမစိတ်ထဲကနေခံပတ်လိုက်သည်ခုတော့ကြုတ်ခွေးလုံးလုံးဖြစ်ပြီအဲ့ဒါခမရကြောင့်ကြုတ်ဒီဘက်ကွန်တိန်နာဘလို့တင်ရမလဲခမရပြောတော့အလို့သမားတွေငွေပိုထွက်အောင်ဆိုအလို့သမားတွေကပတ်စံမလို့ဘူးဗျခါတိုင်းပတ်စံလောက်ရရင်ပြီးရောဆိုပြီးလုံအားကိုရှော့ပစ်တယ် လုံအားတွေယော့သွားတော့ကျုပ်တို့ဆက်ယုံနစ်နာတယ်။ကဲပြောအောင်လေခမရဘာပြောမလဲ။အဲ့ဒါတွေဟာဘသူပြောကဆိုတာကျမအလိုလိုသိလိုက်တယ်။အလို့သမားတိုင်းမဟုတ်ပါဘူး။အထင်မထွက်တာကအဓိကကြတဲ့ကျွမ်းကျင် operator တွေရှော့ချုံမိလို့ဖြစ်မှာပါ။သူတို့စီကအထင်မကြတော့ကြံတဲ့အစင်စင်မှာနှောက်နှေးကုန်မှာပေါ့။လူများစုကစူးစမ်းကြပါတယ်။ကျမအစဉ်ပြေအောင်ဆောင်ရွက်ပေးပါမယ်။ခမရကအဲ့ဒီလိုရှော့ချလိုက်ရင်ပြီးသွားတာပေါ့။ကျုပ်ကအဲ့ဒီပြဿနာကြီးကိုရှင်းရအောင်မယ်။ ။ operator တွေအလုံးမလုံးတော့ helper တွေကလည်းအလုံးပြတ်တာပေါ့။ကျုပ်ကသူတို့တွေကိုပါလစာအကုန်တိုးထားရတာဗျ။ဒီကြားထဲခမရကအဲ့ဒီလူတွေကိုဆက်ပေါ်တင်ပြီးတင်ပေးလိုက်သေးတယ်။မတက်တဲ့လူကိုတင်ရတာဆက်ဘလောက်နာတယ်မှတ်တယ်လေ။လေးတစ်ချောင်းကျိုးရင်တန်မိုးကတောင်းကြော်တယ်။ဘသူရောနိုင်မလဲ။အဲ့ဒီကိစ္စမျိုးကို မစ္စတာချန်ကသဘောတူနိုင်မှာမဟုတ်ဘူး။ကျုပ်ပါသာခမရကိုလူမှုရေးရခွင့်ပြုထားတာတကယ်တော့အဲ့ဒီကိစ္စတွေသူထည့်ပြောနေဖို့မလိုအပ်ဘူးလို့ကျမထင်တယ် ရှင်ကဘသူဘက်ကနာနေတာလဲလို့ကျမမင်းရင်သူဘာပြောမလဲသိချင်းလိုက်တာခမ ्या ကိုဆက်ယုံနဲ့ခေါ်မိတာကြုတ်တိတ်မှားသွားတယ်ကြုတ်သေးရင်ကြုတ်တူးမိတာပဲကျမဆက်ခနဲ့သူ့ကိုမောကြည့်ပြလိုက်တယ်ကျမအခုလောက်ထွက်မယ်သူကဒေါသတကြီးနဲ့ဇပွဲကိုတဖြန်းဖြန်းပုတ်လိုက်ပြီးခုချိန်မှာထွက်လို့ဖြစ်မလားဗျခမ ्या တိတ်တကူကောင်းဆန်နေမိမှာပဲခမ ्या ပြက်တနာတွေခမ ्या အကုန်ပြန်ရှင်းသွားဒါဆိုရှင်ဘာဖြစ်စေချင်တယ်လဲပြောပါ ကျမကိုဒီလောက်နှိတ်ကွဆရာမလိုဘူးလို့ကျမထင်တယ်။ကောင်းပြီ။ခမည်းကိုကျုံမန်နေဂျာတယောက်အနေနဲ့တာဝန်ပေးမယ်။တနေ့ကိုအထည်ထွက်နှုန်းဒါဇင်1200လိုချင်တယ်ရအောင်လုပ်ပါ။ကျမစူးစမ်းမယ်။စူးစမ်းမယ်မပြောပါနဲ့အတိအကျဖြစ်အောင်လုပ်ပါ။ကျုံမစ္စတာချန်းနဲ့ပြဿနာထပ်မဖြစ်ချင်ဘူး။ခမည်းကိုတိုင်းစက်ခန်းထဲဝင်ပြီးစက်ယုံချင်းတွေကိုချက်ချင်းပြန်ထိမ့်ပါ။အဲ့ဒါခမည်းကိုကျုံအမိန်ပေးတာပဲ။ခမည်းသွားနိုင်ပြီ။ကျမသူ့ရှိကခြာကနေလှည့်ထွက်လာခဲ့ပြီးစတိုကန်းထဲကိုတန်းဝင်ခဲ့တယ်။ စတူခန်းရဲ့အတွင်းဘက်ကရက်ချပြီးတာနဲ့ကျမပားပြင်ပေါ်ကမျက်ရည်ပေါက်တွေတလင်လင်ကျလာတယ်။ကြော်စီရဟာကျမတခါမှမတိကျွမ်းခဲ့ဘူးတဲ့လူစိမ်းတယောက်သားဆိုရင်တော့ကျမဒီလောက်ခံစားရမယ်မထင်ဘူး။အတန်ကြာလို့စိတ်တွေတည်ငြိမ်သွားမှမှန်ထဲမှာမြင်နေရတဲ့ကိုမျက်နာကိုပြန်လည်မွမ်းမံပြီးကျမဆက်ယုံနေကိုဝင်ခဲ့မိတဲ့အချိန်မှာတော့ကျမရဲ့မျက်နှာထားဟာတင်းမာနေလိမ့်မယ်ထင်တယ်။ ဆက်ယုံထဲမှာတဝောဝောစုညံနေတဲ့မော်တာတန်တွေကြားမှာရင်မောစကားပြောနေသူတွေနဲ့ဟူနာတီနာ လန်တလာနေကြတဲ့မိန်းကလေးချို့ကိုခဏရက်ကြည့်နေပြီးတော့မှကျမမော်တာမိန်းကလေးကြီးကိုပိတ်ချလိုက်တယ်။ဆက်အသီးသီးကမော်တာတွေချက်ချင်းရက်သွားပြီးရုတ်တရက်တိတ်ဆိတ်သွားတဲ့အချိန်မှာပဲဆက်ယုံထဲကမျက်လုံးပေါင်းများစွာဟာကျမရှိရာကိုရောက်ရှိလာကြတယ်။စကားနည်းနည်းပြောမယ်နားထောင်ကြပါ အထူးသဖြင့် operator တွေကိုပြောချင်တယ်မင်းတို့ကို manager ကလစာနှစ်ဆတိုးပေးလိုက်တာဟာမင်းတို့အားတက်ပြီးအလုပ်ပိုစူးစမ်းလုပ်ကြဖို့ပဲငကိုဆန်နှုံးတိုင်းအထက်ကြရင်တော့မင်းတို့အတွက်ဝင်ငွေဟာနှစ်ဆဖြစ်လာမယ်ပိုစူးစမ်းရင်3-4ဆဖြစ်လာဖို့ပဲရှိတယ်မင်းတို့ဝင်ငွေတွန်းရင်မိသားစုစားဝတ်နေရေးပိုပြီးအဆင်ပြေမယ်လူနေမှုအဆင့်ပိုမြင့်လာမယ်မင်းတို့ဘဝတိုးတက်အောင်ဆက်ယုံကစေတနာထားပြီးလုပ်ပေးလိုက်တာဖြစ်တယ်အခုမင်းတို့က အဲ့ဒီပုံစံနဲ့မဝင်ဘူးငွေပိုတိုးပြီးမှ လုံအားကိုလျှော့ပစ်တယ်ငွေကို အသေးထားပြီးအရင်က9000ထုတ်ဖို့တနေကုန်ချုပ်ရင်လောက်ခတိုးလာတဲ့အတွက် လုံအားကိုနေ့တရက်ပဲသုံးပြီးငွေ9000ပဲယူတယ်အော်ပရေတာတိုင်းတော့မဟုတ်ပါဘူးအထယ်ထွက်နှုန်းအဓိကကျတဲ့အော်ပရေတာချို့ပါဘသူတွေလဲဆိုတာကိုကိုကိုသိပါတယ်ဒီလိုမလုပ်ပါနဲ့ကိုကငွေကြီးအစဉ်ပြေလို့ဖိဖိစီစီရှာဖို့မလိုဘူးဆိုရင်လေနေရာပြောင်းဆက်ပြောင်းပြီးချုပ်ပါ အခုမင်းတို့စီကအထဲကြမှအစစ်စင်ချုပ်ရမယ်ဆက်တွေပေါ့အထဲမရောက်နိုင်တော့အဲ့ဒီဆက်သမားတွေလည်းနစ်နာတယ်ဆက်ယုံလည်းနစ်နာတယ်အချိန်တွေအလဟတကုန်ပြီးကုံစီစီးစင်းမှုမှာအနှောက်အယှက်ဖြစ်တယ်အဲ့ဒီလိုစိတ်ထားမျိုးရှိတဲ့လူဟာဘယ်တော့မှကြီးပွားတိုးတက်မှာမဟုတ်ဘူးကိုကြောင့်သူတပါမထိခိုက်ပါစေနဲ့မနှက်ပြန်ကားစားပြီးစံချိန်စံညွန့်ထက်တာတဲ့အထဲထွက်နှုံးလိုခြင်းနဲ့တနေ့ကို အထဲဒါဇင်1200ထွက်အောင်ချုပ်ပါ operator အလုံးမူလထွက်နှုံးစင်းနဲ့စီစစ်ပြီးလက်ခံမယ် မူလားထက်တယောက်ကိုအ ਨੇ ဆုံးဆယ်ဒါဇင်ကနေဒါဇင်60ပိုးထွက်အောင်ချုပ်ပေးပါတိတိချာချာချုပ်ရင်ထွက်ပါတယ်မထွက်ရင်အချိန်ပိုးချုပ်ပေးရလိမ့်မယ်ကျွမ်းကျင် operator တွေပညာပြရင်ဆက်ပြောင်းပြင်မယ်ဒါပဲနောက်တနေ့ကစပြီကျမဆက်တန်းနဲ့တနေ့တစ်ချိန်လှည့်ဖြစ်တယ်ကျမကိုယ်တိုင်ဆက်ခန်းနဲ့ဆင်းတော့ကြီးကျက်ရင်မှုအချို့ကတိတ်မကြည့်ခြင်းဘူးသူတို့စကားဝိုင်းလက်ဖက်ဝိုင်းပြက်လို့ထင်ပါရဲ့အစထောင်ပြီးပညာပြလိုက်တဲ့၄-၅ယောက်လဲမချုပ်ချင်လို့မရတော့ဘူး တိတ်တော်ကြည်ကျင်နဲ့နဲ့ရှိဟန်မတူဘူးကျမဖြတ်သွားတော့နောက်ကနေမကြားကြားတယောက်ကအဟန့်အဟန့်နဲ့ချောင်းဟန့်နဲ့တယောက်ကဘာလဲအော်ချက်ထုတ်မလို့လားထုတ်ရင်မြင်မြတ်ထုတ်ဒိုးအလုပ်ပြတ်တယ်တဲ့နောက်တယောက်ကကြီးပွားရေးလမ်းညွန်တွေရမယ်ကြီးပွားရေးလမ်းညွန်တွေစတာတွေကိုမကြားကြားပြောပြီးဘာလို့ပြလိုက်တယ်မသိဘူးခတ်အုပ်အုပ်ရေတံတွေထွက်လာတယ်စက်တန်းထဲမှာလက်ချိုးရေလို့ရတဲ့အဲ့ဒီအုပ်စုဟာရာဇဝင်နဲ့နေတာအလုတ်ကျွမ်းကျင်တဲ့လောက်စိတ်ဓာတ်တွေညံ့ဖြစ်နေတယ် တခြားအလौသမားတွေနဲ့လည်းမတည့်တဲ့အပြင်သူတို့အချင်းချင်းနဲ့တစ်ခါတခါရန်ထတာဖြစ်လို့စူပါတွေတောင်လက်လျှော့ထားရတဲ့အဖြစ်ဆက်ယုံထဲမှာကျမအော်ပရေတာအစ်စ်တွေမွေးထုတ်ပေးနေတာကိုမကျင်တတ်တဲ့သူတွေထဲမှာသူတို့က ရှေ့ဆုံးကပေါ့ဒါကြောင့်ဂျစ်တိုင်းနေကြတာဒီအင်ကြီးတွေကိုတည်တည်ချာချာတိုင်းကြည်စမ်းအချိုးစားတွေအယံကွာနေတယ်အဲ့ဒါမင်းတို့မသိကြဘူးလားမီဒီယံဆိုင်ရဲ့ကိုထဲနဲ့လက်ဆိုင်လက်ကိုတတ်ထားတယ်လက်ဆိုင်ရဲ့ကိုယ်ထဲနဲ့ small လက်ကိုတတ်ထားတယ်စိုက်ကြီး excel တွေကို အထည်ချုပ်ပြီးမှကင်းကိုပတ်မလိုက်ပဲကင်းလိုက်ပြီးမှအထည်ချုပ်ထားတယ်။အားလုံးဇာတိဇောက်ထိုးတွေကြီးပဲ။အဲ့ဒီလောက်ထယ်ရီမှားပြီးချုပ်နေကြတာဘယ်လိုဖြစ်လို့လဲ။မင်းတို့မှကိုပိုင်ကြီးကြပ်ရမယ့်ဆက်လိုင်းတွေရှိနေတာပဲ။အော်ပရေတာတွေကမတော်တဆမှားတာပဲထားအောင်။ဘီးကအထည်စစ်သမားတွေကမြင်ရမယ်။အဲ့ဒီကနေတခါထက်ပြီးမှားထွက်လာတယ်ပဲထားအောင်မင်းတို့ကပေချိုးတစ်ချောင်းလဲပင်ဆွဲပြီးစက်တန်းနဲ့ချောက်နေတာဘာလို့ဖို့လဲဒီအထယ်တွေပေါ်မှာအာယုံထားရင်ယူတိုင်းကြည့်လို့ရတာပဲအခုတော့ ဘက်ကင်ဌာနရောက်မှဘက်ကင်ကစူပါကငါစီပြန်ပို့လိုက်တာတော်သေးတာပေါ့နိုင်ငံခြားရောက်မသွားတာရောက်သွားပြီးမှပြန်တင်ပို့လိုက်ရင်စက်ယုံတယုံလုံးအလုတ်ပြုတ်ကုန်လိမ့်မယ်အခုတော့ပြင်ထယ်ရီဒီလောက်အများကြီးထွက်လာတာမန်နေဂျာသိရင်ပြဿနာရှာတော့မယ်အဲ့ဒီပြဿနာကိုဘယ်သူရှင်းမလဲကိုပဲရှင်းရမှာမင်းတို့ကိုကြည်လိုက်ရင် operator တွေနဲ့တဝါဝါဖွဲ့ကြနေတာမင်းတို့အချင်းချင်းလက်ဖက်စားပြီးစကားပြောနေတာကိုခဏခဏတွေ့တယ်မင်းတို့ကိုစက်ယုံနေမှာအလုပ်သမားတွေကိုကြီးကြပ်ဖို့ တရားသဖြင့်အုပ်ချုပ်ဖို့ချုပ်ထည်အရေးသေးကောင်းဖို့ကုံထုံးလုံးမှုတိုးတက်ဖို့တာဝန်ချထားတာမင်းတို့ဓာရီကိုစိတ်ဝင်စားဘူးလားဒီအထယ်ပုံကြီးကိုဘယ်လိုလုပ်မလဲမင်းတို့တထည်ချင်းယူပြီးတိုင်းကြည့်စမ်းကြီးကျက်ရေးမှုစူပါဗိုက်ဇာတွေအားလုံးအထယ်ပုံကြီးတဲကတထည်ချင်းယူပြီးပေကျိုးတွေနဲ့တိုင်းတာမှတ်သားနေကြတဲ့အထဲမှာမျက်နှာကြောတင်းတင်းနဲ့နှစ်ယောက်လောက်ကိုကျမသတိထားမိလိုက်တယ်အဲ့ဓာရီကိုစိတ်ရင်းထဲမှာကြည့်ပြီးသူ့ဆက်နံပါတ်အတိုင်းအော်ပရေတာတွေကိုပြင်ထည့်ပြန်ချပေးလိုက် နောက်ကိုလည်းအဲ့ဒီလိုပဲမှားချုပ်ရင်ပြန်ပြင် ပေးရမယ်ပြင်ထယ်တွေကတိတ်များသွားရင်ဘောနပ်စုကြီးဖြုတ်မယ်လို့ပြင်းပြင်းထန်ထန်သတိပေးလိုက်ပြင်ထယ်တွေယူပြီးခုချက်ချင်းသွားပြောကျမတို့မပြောချင်ဘူးဗာကျမတို့မပြောချင်ဘူးမမပဲပြောပါအော်ပရေတာတွေကကျမတို့ကိုလုံးဝကြောက်တာမဟုတ်ဘူးမမကိုပဲကြောက်တာအခုဆိုရင်စက်ယုံမှာမမတယောက်ပဲအာနာရှိတယ်လို့ဖြစ်နေတာမန်နေဂျာကလည်းအစကမှစက်ယုံနဲ့ဝင်သေးတယ်ကျမတို့နဲ့စကားတွေပါပြီးပြောသေးတယ်မမရောက်တဲ့နေ့ကစားပြီး အเจ้าမရှိရင်ဆက်ယုံနေမဝင်တော့ဘူးမမတယောက်ကလွဲပြီးဘသူ့ကိုမှမျက်နှာသာပေးတာမဟုတ်ဘူးအဲ့ဒီတော့အလုပ်သမားတွေကလည်းမမကိုမှအသက်ရှိတယ်ထင်တာကျမတို့မပြောရဘူးမမပဲပြောပါကျမတို့ပြောရင်ကျမတို့ကိုမုန်းယုံမဲရှိမှာနားထောင်မှလည်းမဟုတ်ဘူးမပြောချင်လို့မရဘူးပြောရမယ်ပြောဖို့ကမင်းတို့တာဝန်နားထောင်တာမထောင်တာသူတို့အပိုင်းမင်းတို့နဲ့မဆိုင်တဲ့ကိစ္စကိုကိုခိုင်းတာမဟုတ်ဘူးကိုကမတရားခိုင်းနေတဲ့ထင်မင်းတို့မန်နေဂျာကိုတတ်တိုင်နိုင်တယ် မတိုင်ရဲပါဘူးမမအလုပ်ဝင်ကလေးကမန်နေဂျာကကျမတို့ကိုဘာအကြောင်းရှိရှိမမကပဲတဆင်ပြောရမယ်ဘသူမှသူ့စီဓာတ်ရိုက်မလာရဘူးလို့မှားထားတယ်ဒါဆိုရင်မင်းတို့ကို့ပေါ်မကြေလည်တာတွေဘာတွေရှိနေကို့ခေါ်ပေးမယ်ဘယ်နဲ့လဲနေပါစီသူကလည်းကျမတို့နဲ့စကားပြောချင်မှမဟုတ်ပါဘူးမင်းစကားကဘာစကားလဲကွာအဲ့ဒီအချိန်မှာသူတို့တွေကတယောက်ကမမရဲ့ဘလို့မှသဘောမထားပါနဲ့။သူကဒီလိုပဲစကားပြောမတတ်လို့ပါလို့ ဝင်ပြီးလေပြေးထိုးတယ်။ကျမဒေါသကိုချုပ်တီးလိုက်ပြီးကဲကဲသွားကြတော့စက်တန်းထဲမှာတိတိချာချာကြီးကျက်ခဲခဲရှိရင်ကို့ကိုပြောစူပါခုနှစ်ယောက်လုံးကျမရှိမှထသွားကြတာချင်းအတူတူစောစောကခုံးတုံပြန်တဲ့အမျိုးသမီးကပေဆောင်းဆောင်းနဲ့ကြည့်သွားုံနဲ့မကဘူးထမင်းစားချင်းလွှတ်ချင်းမှာကျမအနီးတစ်ဝိုက်ကနေကြားလောက်တဲ့အတန်နဲ့အော်ပရေတာ၃လေးယောက်နဲ့ဝိုင်းပြီးလက္ခဏာကြည့်နေကြတဲ့အံကိုကြားတယ် ဲ့ဒီနေ့ကလည်းကျမရဲ့ဒေါသတွေကို စတိုခန်းထဲမှာသွားဆေးချောပြလိုက်ရသေးတယ်။ဟောဒီလက္ခဏာပိုင်ရှင်ဟာ လူရက်မှုတွေကျွလွန်တက်တဲ့ဥပမာရီးစားလူတာ၊နေရလူတာ၊အာနာလူတာမျိုးပေါ့။ပြီးတော့အိမ်တော်ကြခင်လည်းတွေ့နေရတယ်။ယောက်ျားတယောက်တည်းရှိတဲ့နေရာကိုခဏခဏမသွားနဲ့။ကျမဒီဆက်ယုံမှာကြာရှည်နေလို့မဖြစ်တော့ဘူးထင်တယ်။ညနေဆက်ယုံကအပြန်ကားပေါ်မှာအလုသမားတစု ကျမကိုမမြင်ကြပဲစကားတွေဖောင်အောင်ပြောပြီးပွဲကြနေကြတာကိုကြတော့ကျမစက်တဲ့နောင်ထားမိတယ်။အဲ့ဒီမှာကျမကိုဂယုတဆိုင်နဲ့လိုက်ကြည့်ပြီးနမဲကြီးအောင်လုံနေတဲ့သူတော့ရှိနေပြီဆိုတာအတက်တီလိုက်တယ်။ကျမဟာအလုံသမားတွေကျမကိုမမြင်အောင်ဘေးနာပေါက်ဖက်တူးသွားပြီးတောင်ထဲမှာကပ်နေလိုက်တယ်။လူကြက်ကြက်မှာတယောက်နဲ့တယောက်မမြင်တာတော့ပဲမဲ့ရေမောပြောဆိုနေတဲ့သူတို့အတိုင်းကိုတော့ကြားနေရတယ်။ ကသူ့ကိုရေးရေးလေးလေးတင်းနေတာဟာတကယ်တမ်းအုတ်ချုပ်ရေးမှုအသေးခန့်မယ်ဆိုရင်သူတို့စူပါ9ယောက်ထဲကတယောက်ယောက်ကိုယာရုတက်ပေးလိုက်ဖို့ပဲရှိတာအခုတော့ချက်ချင်းဝင်သွားတဲ့လူကရသွားတော့မကြည့်ဘူးပေါ့ရမှာပေါ့သူကမန်နေဂျာရဲ့အဟွာဆိုနင်ဘာလို့ပြောရလဲပြောတာပေါ့မန်နေဂျာခန်းထဲကထွက်လာရင် စတိုခန်းထဲဝင်ပြီးပေါင်နာတွေပြန်ပြန်ရိုက်ပြီးမှထွက်လာတယ်တဲ့ဟာဘာဖြစ်လို့လဲတနခါးတွေပြက်လာလို့ပေါ့ ငါတို့လည်းမသိပါဘူးဟိုဘယ်တေချာကြည့်တတ်တယ်ကဲမဆန့်ဘူးလားနမဲဆိုတာသူ့အလိုလိုမပြတ်ဘူးကို့အပေါ်ဂရုတစိုက်နဲ့တေတေချာချာလိုက်ဖြတ်ပေးမဲ့သူရှီမပြက်လို့ရတာကျမဒီဆက်ယုံနေမှာဘလို့ပုံစံနဲ့စကန်းဆက်သွားရမလဲတစုံတရာတော့ပြုပြင်ပြောင်းလဲဖို့လိုနေပြီရှင်တို့ရောဘလို့အကြံဉာဏ်များပေးနိုင်ကြမလဲရင် နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်